ဒီနေ့မြန်မာရွှေဈေးတွေကတော့အကြဈေးနဲ့ရှိနေပြီးတော့မြန်မာငွေဈေးတွေကတော့ညနေမှာတက်ကြမရှိပါဘူး။အားလုံးပဲမင်္ဂလာပါစေ။ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က16ရက်နေ့17လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:00နာရီထိုးနေပါပြီ။မြန်မာရွှေက15ပဲရည်ကြတာကို85သောင်း16ပဲရည်ကြတာကို15ရောင်းနေသေးက85သိန်း5သောင်း။စိုင်ကလက်ခံနေသေးက84သိန်း5သောင်း။စနစ်သက်မီလင်းရွှေကြတာကို84သိန်း1သောင်း။ လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိတယ်ကလို့ဈေးနှုန်းနဲ့ငယ်ကွာချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4055ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3955ကျပ်ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4800စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3130ဆိုင်ကလက်ခံတဲ့ဈေးက3035ကျပ်ဒေယုံငွေဒီယွမ်ကိုမြန်မာကျပ်ငွေ980ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2630 ။ထားရင်ပဲမြန်မာချက်ငွေစည်းနှုန်းတွေကပဲပေးချက်ယူသမားတွေကပန်ငွေ120ကိုမြန်မာချက်ငွေတသိန်း။ချက်ပေးပဲယူသမားတွေကချက်တသိန်းကိုပန်ငွေ100၊မလေးငွေ105.48ကိုမြန်မာချက်ငွေတသိန်း။ဂျပန်ငွေ3920ကိုတသမာခွဲနှစ်ကိုမြန်မာချက်ငွေတသိန်း။ကိုရီးယားငွေ3,930ကျပ်တသမာ3.3ကိုမြန်မာချက်ငွေတသိန်း။အိန္ဒိယငွေ2,185တသမာခွင့်ကိုမြန်မာချက်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။ မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပေးမှာပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကခြံပြူးခြင်းပါတယ်လက်ရှိမှာတော့မြမချွေသေးကဒီနေ့မှာအကြာသေးနဲ့ရှိနေပါသေးတယ်မြမချွေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေကအချွေအတုံးကိုပဲဝယ်စုထားကြပါလို့အကြံပြူးခြင်းပါတယ်မြမချွေကိုဝယ်စုမဲ့ဆိုရင်လက်ရှိဈေးနှုန်းကဝယ်စုဖို့တင်တဲ့အကောင်းဆုံးဈေးနှုန်းလို့ကျွန်တော်ကတော့အကြံပြူးခြင်းပါတယ်ဘာဖြစ်လို့လဲဆိုရင်ကဘာချွေသေးကဒီနေ့မှာ3996ကနေပြီးတော့ 4036ထိဈေးပြန်တက်သွားပါပြီ။ဒါကြောင့်မလို့ကမ္ဘာရွှေဈေးကဆက်လက်တက်တော့မှာဖြစ်တဲ့အတွက်မြန်မာရွှေဈေးကလည်းဆက်လက်တက်မှာဖြစ်ပါတယ်။မြန်မာရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်ယခုဈေးတန်းနဲ့ဝယ်ဆိုထားကြပါလို့အကြံပြုချင်ပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုမြေတန်းတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အနေရကင်းလို့ပေးရှင်နိုင်ကြပါစေ။